အားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အဲအခုပြောပြခြင်းနဲ့အကြောင်းအရာကတော့ဒီကျမတို့ဒီဟင်းချက်တိုင်းပေါ့နော်။စားကြရဲဒီပြင်းတော်တင်ရွက်ပေါ့နော်။ပြင်းတော်တင်ရွက်ကအဲအကျိုးအာဏီတင်နေဘလိုမျိုးကျမကြီးတို့အထောက်အကူပြုလဲဆိုတာလေးတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်။မြမစေးချမ်းကြီးအလိုရာတော့ပြင်းတော်တင်ရခါတက်တက်ရှိရဲဖန်နေပူရဲကျင်ညက်လွယ်တဲ့အပူငိမ့်စီတဲ့စီးကိုရှင်စီရဲပေါ့နော်။အစာကိုကြည်စီတဲ့နူနာတို့သွေးဖောက်ပြန်ရောဂါတို့အစိတ်တင်တာတို့နိုင် ယ်လို့မြန်မာစီဂျန်နေထဲမှာပါပါတယ်။ဒီပြင်းတော်သိအရွက်ကိုကျမတို့တွေကဟင်းကပ်အမွေးကြိုင်ဖြစ်လဲသုံးတယ်။ပြီးသွားလို့ရှိရင်ဒီအရွက်ကိုပေါ့နော်မမြစားမယ်ဆိုလို့ရှိရင်ဝမ်းကိုတတ်စီပါတယ်။နောက်ပြီးသွားလို့ရှိရင်နို့ရီထဲမှာဒီအရွက်ကိုထည့်ပြီးတော့ကြိုပြီးတော့တောက်မယ်ဆိုတာဆိုလို့ရှိရင်ပေါ့နော်အစိတ်ကိုပြေစေတယ်။နောက်ပြင်းတော်သိအရွက်ကိုသွေးစေးလေစေးအဖြစ်ပေါ်ဆက်ရမှာလဲကျမတို့တွေအသုံးပြုကြပါတယ်။ ဒီပြင်းထန်တဲ့ရွက်ကအိန္ဒိယဟင်းလျာတွေမှာတော့မပါမဖြစ်ထည့်သွင်းချက်ပြုတ်လို့ရှိရဲဟင်းခတ်မွေးကြိုက်တမျိုးပဲဖြစ်ပါတယ်။အသားဟင်းနေပဲဟင်းနေနဲ့တသက်လူဟင်းရာတွေမှာထည့်သွင်းချက်ပြုတ်လို့ရှိပါတယ်။ပြင်းထန်တဲ့ရွက်ကဒီအရွက်လေးနုတဲ့အချိန်မှာတော့ပေါ့နော်စိမ့်ဖက်ဖက်အရောင်ရှိပြီးတော့ရင့်လာတဲ့အချိန်မှာတော့အစိမ်းရောင်ရင်းရင်အဖြစ်ပြောင်းလဲသွားပါတယ်။အနု ရွက်နှုတ်လေးတွေကိုပေါ့နော်အတူအမျှုပ်ဖြစ်စားလို့လည်းရတယ်။အရွက်ရင့်နေဆိုလို့ရှိရင်တော့ဒီဟင်းခတ်အမွှေးကြိုင်နေဖြစ်ကျမတို့တွေအသုံးပြုကြရတယ်ပေါ့နော်။အရသာလေးကတော့စူးရှာပြီးတော့အနံ့ကတော့ပြင်းပါတယ်။ပြင်းတော့တင်ရွက်ကဥတင်ရဲ့လုံဆောင်မှုတွေကိုတိုးတက်စေပြီးတော့ကန်ဆာကိုတိုက်ဖြတ်ပေးနိုင်ပါတယ်။အဲဒီအခုပြင်းတော့တင်ရဲ့ကျန်းမာရေးအတွက်အကျိုးပြုပုံလေးတွေကိုပြောပြချင်ပါတယ်။ကြောက်ကက်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ပြင်းတော့တင်ရွက်ကကြောက်ကက်ပြဿနာတွေကိုဘေးထွက်ဆိုးကျိုးမရှိစေဘဲနဲ့အဲအဆအဆရေအားအဆင်ပြေစေပါတယ်။ အဲကိုမာတကယ်လို့ကြောက်ကြက်ယောဂရှိရယ်ကိုမိသားစုမှာကြောက်ကြက်ယောဂရှိရယ်ပေါ့နော်ဒါပြောရလို့ရှိရင်အဲကိုရဲ့ဒီ generation မှာကြောက်ကြက်ယောဂရှိရယ်ဆိုလို့ရှိရင်ကြောက်ကြက်ယောဂမဖြစ်အောင်လို့ကာကွယ်တဲ့အနေနဲ့ပြင်းတော်သင်ရွက်ကိုစားသုံးပေးလို့ရပါတယ်ကြောက်ကြက်ယောဂကင်းဝေးစေဖို့အတွက်နေ့တိုင်းစားသုံးသင့်တဲ့အစားအသောက်တွေမှာဒီပြင်းတော်သင်ရွက်ကလည်းပါဝင်နေပေါ့နော်နောက်ပြီးသွားလို့ရှိရင်အမျိုးသမီးရဲ့အနေနဲ့ကတော့ကိုဝင်ဆောင်တဲ့အချိန်မှာမအီမသာဖြစ်မှုတွေကိုခံစားရနိုင်ပါတယ်ကျမတို့အမျိုးသမီးရဲ့အကုန်လုံးသိရဲ morning sickness ပေါ့နော်ဒီကိုဝင်ဆောင်ချိန်မနက်ခင်း င်းမှာပြုတ်အန်တာတွေအော့အန်တာတွေမအိမ်မသာဖြစ်တာတွေကိုခံစားရတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်းပြောင်းလဲတာကြောင့်အော့အန်နာတွေခံစားရတယ်ဆိုလို့ရှိရင်တော့ပြင်းတော်တင်ရွက်ကိုရင်ရွေးထဲကိုထည့်ပြီးတော့တောက်သုံးပေးမယ်ဆိုရင်ကိုယ်ဝန်ဆောင်တဲ့အချိန်မှာခံစားရတဲ့မအိမ်မသာဖြစ်တာတွေကိုတတ်တာစီမှာပဲဖြစ်ပါတယ်။နောက်တစ်ခုဝမ်းလျှောတဲ့သူတွေလည်းစားလို့ရတယ်ပေါ့နော်။ပြင်းတော်တင်ကဝမ်းလျှောတာကိုတတ်တာစီရဲ့တဘာဝဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ပြင်းတော်တင်ရွက်မှာဝမ်းလျှောတာကိုတတ်တာစီနိုင်တဲ့ဓာတ်တွေအများကြီးပါဝင်နေပေါ့နော်။ နောက်တစ်ခုကတော့အစာမကြေဖြစ်တာပေါ့အဲကျမတို့တွေအစာမကြေဖြစ်တယ်မအီမတာဖြစ်တယ်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ပြင်းတော်တဲ့ရွက်ကိုတကြားရည်အဲနောက်ပြီးသွားလို့ရှိရင်တံမြာရည်အဲ့ဒါအနေနဲ့ဖြောဆက်ပြီးတောက်သုံးမယ်ဆိုလို့ရှိရင်အစာမကြေတာတွေမအီမတာဖြစ်တာတွေကိုတတ်တာစီမှာပဲဖြစ်ပါတယ် ညလုံးရဲ့အမြင်အာရုံလည်းကောင်းစေရပေါ့နော်။နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာဒီပြင်းထော်တဲ့ရွက်ကိုထည့်ပြီးတော့စားသုံးမယ်ဆိုလို့ရှိရင်တော့အမြင်အာရုံကိုကောင်းမွန်စေပါတယ်။မျက်စိရေတိမ်မဖြစ်အောင်လည်းကာကွယ်ပေးနိုင်စမ်းရှိပါတယ်။နောက်တစ်ခုကကျမတို့ရဲ့သပင်းကျန်းမာရေးစံသားကျန်းမာရေးပေါ့နော်။ပြင်းထော်တဲ့ရွက်ကသပင်းကိုနက်မောက်တန်ဆွမ်းစေပြီးတော့စံသားကိုကျန်းမာတန်ဆွမ်းစေပါတယ်။အုံးစီနဲ့ရော ပြီးတော့လူပေးမယ်ဆိုလို့ရှိရင်အရွယ်မတိုင်ခင်မှာသပင်းဖြူတာတွေမဖြစ်တာတွေအဲနောက်ပြီးသွားလို့ရှိရင်သပင်းအုံကိုထူစားထူတာတွေပေါ့နော်ဖြစ်စေပါတယ်။နောက်တစ်ခု ုကပိန်ကျင်တဲ့လူတွေလည်းဒီပြည့်တော်တင်ရွက်ကုစားလို့ရပါတယ်။ cholesterol ကိုကြာဆင်းစေလိုပါ။ခန္ဓာကိုယ်အတွက်အကျိုးမပြုတဲ့ပေါ့နော်ဒီ cholesterol တွေကိုထိန်းထုတ်ဖို့အတွက်ကတော့ပြည့်တော်တင်ရွက်ကုစားသုံးပြီးလို့ရတယ်။ အော်ဒီကိုရင်းရပေါ့နော်မလိုအပ်တဲ့ cholesterol တွေကို तू ကထိန်းချုပ်ပေးပြီးတော့အဆီဘိုကင်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်စီမှာပဲဖြစ်ပါတယ်။ဒီပြင်းထန်တဲ့ရွက်ရဲ့ဘေးရက်ဆူကျိုးတွေကထိန်းချုပ်ပေးရပေါ့နော်ပြင်းထန်တဲ့ရွက်ကနောက်ပြီးတော့ဘေးရက်ဆူကျိုးတွေကိုလည်းထိန်းချုပ်ပေးရအဲပြင်းထန်တဲ့ရွက်မှာပါတဲ့ဓာတ်တီကြောင့်မို့လို့ဒီဆူကျိုးတွေမဖြစ်အောင်ခန္ဓာကိုယ်ထဲမှာအဆီတွေများနေတာတွေမဖြစ်အောင်လို့အထောက်အကူပြုပေးပါတယ်။စီးကျိုးကိုလည်းထိန်းညှိပေးနိုင်ပါတယ်။အဲ diabetes လို့ခေါ်တဲ့ဒီစီးကျိုးရောဂါကိုတော့ပြင်းထန်တဲ့ရွက်ကအာ ထိန်းချုပ်ပေးရပေါ့နော်စေဘဝင်အရွက်တစ်မျိုးလည်းဖြစ်တယ်ဆိုတော့စီးချုပ်သမားတွေစားသုံးမှုလည်းတင့်တော်ပါတယ်သွေးရင်းအချိုဓာတ်ကိုလည်းထိန်းညှိပေးနိုင်တယ်မနက်စာစားတဲ့အခါမှာပြင်းတော်တင်ရွက်အမှုန့်ကိုပေါ့နော်ထည့်သွင်းစားသုံးပေးမယ်ဆိုလို့ရှိရင်အရန်ကိုကောင်းမွန်တဲ့ကျားလက်တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့စီးကြစီးကြသမားကြီးလည်းပြင်းတော်တင်ရွက်ကိုစားလို့ရတယ်နောက်တစ်ခုကအစာအိမ်ဥလန်းချောင်းကိုလည်းကာကွယ်ပေးနိုင်တယ် ဒီပြင်းတော်တင်ရွက်မှာပါတဲ့ဓာတ်တီကအစာအိမ်ဦးလန်းကြောင်ကောင်းမွန်စေပြီးတော့အစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ဗက်တီးရီးယားတွေနဲ့မှုပိုးတွေမကူးဆက်နိုင်အောင်လည်းကာကွယ်ပေးရပါတော့။ဆိုတော့ပြင်းတော်တင်ရွက်မှာဗက်တီးရီးယားတွေနဲ့မှုပိုးတွေကိုသေစေနိုင်တဲ့ထိရောက်တဲ့အာနိသင်ရှိပါတယ်။ပြင်းတော်တင်ရွက်အစီကိုပနိစီဝါစီတွေမှာလည်းထည့်သွင်းပြီးတော့အသုံးပြုကြရပါတော့။နောက်တစ်ခုကအသည်းကိုလည်းကျန်းမာစေရဲ့အသည်းဟာအစာချေစနစ်မှာအရေးပါတဲ့အခန်းကဏ္ဍပါဝင်တဲ့အတွက်ကြောင့်မို့လို့အသည်းကျန်းမာဖို့ကလည်းအရေးကြီးပါတယ်။အဲအသည်းကိုထိခိုက်ပျက်စီးမှုတွေအကူဆက် ယောဂဘိုးတွေကနေကာကွယ်ပေးနိုင်မှုအတွက်ပြင်းတော်တင်ရွက်ကိုစားပေးလို့ရတယ်။နောက်ပြီးသွားလို့ရှိရင်အသည်းရောင်အသဝါယောဂါအသည်းအယွတ်နာယောဂါတို့ကိုလည်းမဖြစ်အောင်ပြင်းတော်တင်ရွက်ကကာကွယ်ပေးပါတယ်။နောက်တစ်ခုကျမတို့ရဲ့အရေးပြားကျန်းမာရေးကိုထောက်ကူပြုရဲပေါ့နော်။ ဒီပြင်းတော်တင်ရွက်ကအရေးပြားထိမ့်သိမ့်ရမှာလဲအထောက်အကူပြုပေးနိုင်တယ်ပြင်းတော်တင်ရွက်ကိုကြိတ်ထားတဲ့အနှစ်ကိုအပူလောင်တာပြက်ရှာတန်ရာတွေနောက်အရေးပြားပေါ်မှာဆက်ဖြင်းဖြင်းဖြစ်တာတွေအင်းဆက်ပိုးမွားတွေကြိုက်တဲ့တန်ရာပေါ်မှာအသုံးပြုပေးမယ်ဆိုလို့ရှိရင်အနာလဲကျက်စီတယ်ပိုးလဲမဝင်စီဘူးပေါ့နော်ဆိုတော့ပြင်းတော်တင်ရွက်ရဲ့အဲကောင်းချိုးတွေကတော့အများကြီးပဲအဲထပ်ပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်ပြင်းတော်တင်ရွက်ရဲ့ဒီသပင်နဲ့အလားအပကောင်းချိုးတွေလည်းရှိသေးရဲ့ပေါ့နော် ဆိုတော့ပြင်းတော်တင်ရွက်ကိုအရေးပြားကျမ်းမာရေးအတွက်လည်းအထောက်အကူပြုလို့ရတယ်။ပြင်းတော်တင်ရွက်ကအသားအရေကိုဝင်းလက်တောက်ပစေတဲ့အတွက်ကြောင့်မလို့သူ့ကိုကျမတို့တွေနေတိုင်းအသုံးပြုနေရဲ့ facial mask ပေါ့နော်။အဲ့ဒါတွေအတွက်အသုံးပြုလို့ရတယ်။အဲ့ဒါအပြင်သူကဝက်ချန်အနေကိုဖယ်ရှားပေးနိုင်တယ်။အရေးကြောင့်ဖြစ်တာကိုတတ်တာစေတဲ့အသားအရေကိုတန်ရှင်းပေးနိုင်တယ်ပေါ့နော်။နောက်တစ်ခုကဆဲတည်တွေကိုလည်းဖယ်ရှားပေးတယ်။ပြင်းတော်တင်ရွက်လက်တဆုပ်စာကိုရေဆင်အောင်ဆေးပြီးတော့ဒိန်ချင်းဇပွဲတင်စုံနှစ်စုံနဲ့ရောစပ် ပေါ့နော်နောက်ပြီးရလာတဲ့အနှစ်ကိုမျက်နှာအနှံ့လိမ့်မိမယ်ဆိုရင်ညင်သာသွားနဲ့အဲပျောက်ကင်းနဲ့နောက်ပြီးသွားလို့ရှိရင်ကိုကနည်းနည်းလေးဖြည်းဖြည်းလေးနှိပ်ပေးပေါ့နော်7မိနစ်လောက်ထားပြီးတော့ရေးရေးနဲ့မျက်နှာအစ်တပတ်ကိုနှစ်ချိန်ပြုလုပ်လို့ရပါတယ် အခုကတော့ပြင်းတော်တင်ရွက်ရဲ့ကောင်းကျိုးလေးကိုပြောပြပေးခဲ့တာပေါ့နော်။ဆိုတော့ပြင်းတော်တင်ရွက်ရင့်နေဆိုလို့ရှိရင်လည်းဟင်းထဲမှာထည့်ချက်စားပေါ့နော်။ပြင်းတော်တင်ရွက်နုနုလေးတွေတကယ်လို့ကိုကရလာရဆိုလို့ရှိရင်လည်းနေနေတိုင်းစားတဲ့ထမင်းထဲမှာတို့စရာအနေနဲ့ထည့်သွင်းပြီးတော့စား။အဲ့ဒါဆိုလို့ရှိရင်အရန်ကိုကောင်းကျိုးများရရှိမှာပဲဖြစ်ပါတယ်။အဲအခုပြောပြရဲပြင်းတော်တင်ရွက်အစွမ်းကိုလည်းလူတွေအကုန်လုံးသိရှိကြမယ်လို့ထင်ပါတယ်။ဆိုတော့အာကျမတို့တွေနေ့စဉ်စားတဲ့အစားအစာတွေထဲမှာဒီလိုမျိုးလူရဲ့ကျန်းမာရေးကိုပေါ့နော်အထောက်အကူပြုတဲ့ဓာတ်တွေအများကြီးပါ င်တဲ့အတွက်ကြောင့်မို့လို့ဒီပြင်းတော်တင်ရွက်ကိုလည်းစားပေးဖို့အကြံပြုပါရစေ။အားလုံးပဲဆက်ဆက်ရရအစီအမေချုံးမဲကြပါစီရှင်။